စကိုင်းတိုင်းရှုံဘုံမျိုးနဲ့အနောက်ချမ်းမှာရှိတဲ့တက်တီတော်နဲ့ညောင်ကိုင်းကျွရကဆစ်ဆောင်ပြည်သူတွေဟာယူစောတိတွေမရှိတော့ပေမဲ့လောက်ကောင်စားသားဖို့အခက်ခဲတွေရှိနေရမှုရွာတဲ့ပြန်မနေကြသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ရွှေဘုံမျိုးအနောက်ချမ်းဆက်နမိုင်ခန့်အကွာမှာရှိတဲ့အဆိုပါကျေးရွာနေရာကို ယူစောတိရွာအဖြစ်စတင်ခဲ့ချိန်မှာ ယူစော်ဒီမလုတ်ချင်တဲ့ဒေသခံပြည်သူတွေဟာ2022ခုနှစ်နှစ်စန်းပိုင်းလောက်မှာရွာကနေထွက်ပြေးတိမ်းရှောင်နေခဲ့ကြတာဖြစ်ပြီးတော့လက်ရှိမှာစပေးတိမ်းရှောင်နေခဲ့တာ၃နှစ်နီးပါးရှိလာခဲ့ပါပြီ။အဆိုပါပြည်ရွာနေရာကပြူစော်ဒီတွေကိုတော်လိုင်းအင်အားစုတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်ပြူစော်ဒီတွေဟာရွာကနေထွက်ပြေးပြီး၃မိုင်လောက်ဝေးတဲ့ဇီးပြူကုန်းတီလုံးပယံစတဲ့ပြူရွာတွေစီကိုသွားရောက်ပေါင်းစည်းနေထိုင်နေကြတာပါ။ ရွာထဲမှာပြူစောတိတွေမရှိတော့ပေမဲ့ရွာကိုပြန်လာပါကလောက်ကန်စားသားဖို့မလွယ်သေးတာနဲ့ရွာအနီးမှာအခြားပြူတွေရှိနေသေးတာကြောင့်ဒေသခံတွေဟာရွာတွေစီပြန်မနေဖြစ်သေးတာလို့ရွှေဘုအနောက်ချမ်းကဒေသခံတို့ကပြောပါတယ်တဲ့ဒီတော့ညောင်ကိုင်းရွာအပဝင်ပြူစောတိတွေကြန့်ရှိနေသေးတဲ့ဈေးပြူကုန်းရွာတွေကစပေးတန်းရှောင်ထွက်ပြေးနေကြတဲ့ဒေသခံပြည်သူတထောင်ခန့်ရှိပြီးတော့လက်ရှိအခြေအနေတော်တဲ့ဆစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရတယ်လို့တချို့တွေကတော့နေဆက်ရအသင်းဆွေမျိုးတွေစီမှာတွားရောက်နေထိုင်လောက်ကင်စားတောင်းနေကြတာဖြစ်ပါတယ်။